လဘရောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာကိုဝမ်ပောင်ကော်မတီအနေနဲ့အလေးထားအကောင့်ထဲပေါ်ဖို့လိုပြီးအရင်ကဖွင့်လင်းမြင်သာမှုမရှိခဲ့တာတွေဟာတရုတ်ကော်မတီတွေရဲ့အားနည်းချက်ဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့အာရှရေးရာ ထူးကိုယ်စားလှယ်ကမတ်လ16ရက်နေ့မှာဝန်ခံပြောဆိုလိုက်ပါတယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြုချက်အတိုင်းဥပိုင်ကော်မတီနဲ့ဝမ်ပောင်တို့စာချုပ်ပြန်ချုပ်တဲ့ကိစ္စဟာအသေးအဖွဲကိစ္စမဟုတ်တဲ့အကြောင်းအစီရင်ခံစာဟာ 亚马逊都奈亚马逊也一些走私货物，低价偷税来骗钱了。还有出国之列，Mr. 万云芳啊，相关密码表示该玩嘞。我是记得昂山书记议员和中方人接触的时候，讲到一些项目，他对中国方面最明确的一个批评就是你透明度。 မြန်မာနိုင်ငံကို၅ရက်ကြာရောက်ရှိနေတဲ့ Mr. Wayne Fan ဟာစီလုံးနာဟိုတယ်မှာနိုင်ငံရေးပါတီတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီး LeBron တောင်ရေးနဲ့ကချင်ပြည်ပခအရေးတွေကိုအဓိကဆွေးနွေးခဲ့ပါတယ်။ကချင်ပြည်နယ်ငိမ့်ချိုင်းရရှိဖို့အတွက်မြန်မာအစိုးရနဲ့က KIO နဲ့ပါဆွေးနွေးခဲ့တဲ့အကြောင်း KIO ဘက်ကမြန်မာအစိုးရပေါ်တန်တရားမကင်းသေးတာကြောင့်ဆွေးနွေးပွဲတွေမှာတရုတ်နိုင်ငံကို ပါဝင်စေချင်တာဖြစ်ပြီးနှစ်ဖက်စလုံးက ထိမ့်ထိမ့်သိမ့်သိမ့်ရှိမှသာငြိမ်းချမ်းရေးခြေလှမ်းကတိုးတက်လာမှာဖြစ်တယ်လို့ပြောဆိုပါရစေ။တရုတ်နိုင်ငံဟာစစ်ပွဲတွေကြားတဲ့ကနေစီးပွားရေးအရအမျက်ထုတ်နေတယ်ဆိုတာမဟုတ်တဲ့အကြောင်းဒါဟာသဘာဝလည်းမကျတဲ့အပြင်မြန်မာနိုင်ငံရဲ့ယင်းဒီမြုပ်နှံမှုအများဆုံးတရုတ်နိုင်ငံအနေနဲ့လည်းစစ်ပွဲကြောင့်စီးပွားရေးအရထိခိုက်မှုတွေရှိတယ်လို့ပြောဆိုပါရစေ။တရုတ်နိုင်ငံရဲ့မြန်မာနဲ့ပတ်သက်တဲ့ policy တွေကိုတန်တရာမကင်းဖြစ်နေတာနဲ့ပတ်သက်ပြီးတရုတ်အစိုးရအနေနဲ့ နိုင်ငံတိုင်းပေါ်တပြေးညီ policy ထားရှိကြောင်းနှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကိုသာဒီဇိုင်းမမတ်လုပ်နေတာဖြစ်ကြောင်းနောက်နိုင်ငံတွေကဝေဖန်နေပေမဲ့တရုတ်အနေနဲ့မြန်မာနဲ့ဆက်ဆံရေးတိုးတက်အောင်သာလုပ်နေမယ်လို့ပြောဆိုပါတယ်